ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲခရိုင်အတွင်းရှိနမတူမြို့နယ်တီဘောမြို့မှာအော်တိုဘားလ6ရက်သတင်းကြော်လပြည့်နေ့မနက်9:00နာရီခွဲကျော်အချိန်စစ်ကောင်စီကဂျက်ဖိုက်တာနဲ့ထပ်မံဘုံကျဲတိုက်ခိုက်သွားတယ်လို့ဒေသခံတွေစီကနေသိရပါဗျ။သတင်းကြော်လပြည့်နေ့မနက်9:00နာရီမိနစ်30ဝန်းကျင်နမတူမြို့ပန်ဟိုင်းရက်ကွက်နစ်ကိုချက်လျင်နဲ့ဘုံကျဲသွားခဲ့တာလို့ဒေသခံကပြောပါဗျ။လျင်ဘုံကျတဲ့နေရာနဲ့တော်တော်လန်းလန်းပန်ဟိုင်းရက်ကွက်တင်းနဲ့၃နေအထိအိမ်တွေရဲ့မှန်နေခွဲကမျက်နှာချက်တွေပြုတ်ကြကုန်တယ်လို့သူကဆက်ပြောပါဗျ။ စစ်ကောင်စီကနမတူမြို့မှာဘုံကျဲတိုက်ခိုက်ခဲ့ပြီးတဲ့နောက်၄မိနစ်အကြာမှာတိဘောမြို့ရဲကိုလည်းဘုံကျဲတိုက်ခိုက်သွားခဲ့တယ်လို့ဒေသခံအမျိုးသားတစ်ယောက်ကပြောပါရယ်။လာပြင်းနေ့မှာဖျားသွားကြောင်းတက်ဖုန်ကြီးကြောင်းရောက်နေချိန်မို့လို့လူထိခိုက်မရှိတာလို့သိရပါရယ်။နမတူမြို့မြို့မဆေးရက်ကွက်နှစ်ဒီကနေ့ Jet Fighter နဲ့ဘုံကျဲခံရမှုမှာတော့နေအိမ်၆လုံးထိမှန်ပျက်စီးခဲ့ကြောင်း TNL သတင်းနဲ့ပြန်ကြားရေးဌာနကသတင်းထုတ်ပြန်ထားပါရယ်ခင်ဗျာ။